အားလုံးပဲမင်္ဂလာပါရှင်။ယူရဲ့ SC Audio Book Entertainment Channel လေးကနေအားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ယူကဆရာမီမန်းလေးတာငူဘက်ကိုခဏလှည့်ပါဦးမယ်။ဒီနေ့မှာတော့ဇလန်းသရုပ်ပေါ်မီမန်းလေးတာငူရဲ့ပေးဆက်ခြင်းဆိုတဲ့တွန်းခင်တဲ့ခါဦးတို့ပါဝင်တဲ့ကတ်တွန်းဇလန်းလေးကိုအတန်သရုပ်ပေါ်ဇလန်းအဖြစ်ပြန်လည်တင်ဆက်ပေးပါဦးမယ်။ဆရာမီမန်းလေးတာငူရဲ့ပေးဆက်ခြင်းဘလို့လဲ။တော်ရရဆူလာနဖာဘီနေရခဲ့လား။ ရလာပေါ့ဒီမှာအများကြီးပဲတော်ရဲအောင်ဟုတ်ရဲ့လားမနေ့ကကျုပ်နဲ့မိသေးတော်ရဲသွားရှာတာလုံးဝရှာမတွေ့ဘူးခေါင်းနဲ့မိသေးနဲ့မနေ့ကတော်ရဲရှာရင်ဟုတ်လားဟုတ်တယ်ညီတို့ကတော့ဆက်နားပဲရှာတာထင်ပါရဲ့ဒါမျိုးကတော့နဲ့တဲမှာရှိတာအဲ့ဒီခုခဲ့ရတာဟိမဖြီးနဲ့စာထဲမှာအဲ့ဒီအပင်ကတိုက်ချံမြေပေါ်မှာလဲပောက်တယ်လို့ရေးထားတယ် ခေါင်းတော်ကတောနယ်မြို့အပြိုင်ခင့်မိပြီးစူလန်တဘာကောင်းမှန်းသိလို့ငါမျိုးကရောက်တာနဲ့တင်းရှာခိုင်းတော့တာပဲရှာခိုင်းရတာပေါ့တော်မျိုးကယူလာတဲ့ဂျာနယ်ထဲမှာစူလန်တဘာပင်ကောင်းကြောင်းတွေဖတ်ရတာကိုတော့တကယ်ရောစွဲလို့လားဟာစွဲနေတော့နောက်ပြီးတော်ပြောသလိုခင့်မိမိစူလန်တဘာလဲသုံးကြည့်ကျင်တာပေါ့ကိုနီနားမှာရှိတဲ့အပင်ရဲ့စေးစွမ်းထပ်ပုံကိုနင်တို့သိရတာကျေးရွာစာကြည့်ကမ်းမှာနင်တို့စာဖတ်ကြတဲ့အကျိုးပေါ့ကဲရော့ ဟဲဒီဆူလာနှစ်ပါတော်မိုးချန်နေရခူးလာတာမလားမမဟုတ်ပါဘူးဟာဘာဘာဖြစ်လို့မဖြေနဲ့ဆူလာနှစ်ပါကိုထုတ်တာလည်းငါပြောပါကဒီနီးနာငါပြောပင်ဒေါ်မိုးချန်ထဲမှာပဲရှိတာဟိုဆူလာနှစ်ပါပင်နေခူးလာရင်ဒေါ်မိုးချန်နာရောက်တော့ငါပြောပင်တွေ့တွေ့တာနဲ့တရွက်ခူးပြီးထုတ်ထုတ်ဆက်မဖြေနဲ့ဆူလာနှစ်ပါရဲ့ဒေါ်မိုးချန်နေရဖြစ်မှာမယူးလွတ်ပြမတော်မတန်ရင် တကယ်တော့ကိုရင်ထွန်းခင်ဆူလာနဖာပင်များကိုဒေါ်မိုးချန်ထဲမှာခူးလာခြင်းဖြစ်၏ခါဥနင့်အပြောရိုင်းတယ်လို့ပဲတကယ်ဆိုဒေါ်မိုးကသူ့ဘဝအမဲဆက်ရှိခဲ့ပေမဲ့တို့ရွာပေါ်ဘာအပြစ်မှမလုပ်ခဲ့ပါဘူးဟာဘာသူငယ်ဘဝအမဲဆက်ဖြစ်ခဲ့တော့ကအမေတို့မှချားရွာနှိမ်ချပြောဆိုခံရတဲ့အထိဖြစ်ခဲ့ရတယ်တဲ့အေးအဲ့တော့ခါဥအမေတို့ကဖြစ်ရတဲ့ကိစ္စပါ ်ခုတော်မို့ရဲ့အမဲဆက်ဟာတစ်သက်လုံးသူခါးစီခံနေရတာတနာစရာဟာအိုးအဲ့ဒီသူအမဲဆက်ဟာခုရီခါးတို့အတွက်အမေဆုံးမစရာဖြစ်နေတော့မယ်ဆုံးမစရာဖြစ်ပေမဲ့ခုရီတော်မို့တရားလုံးကအခေါ်ပြောမလို့ပဲမသတိသလိုလောက်ကြတာတော့လွန်လာပေါ့ဟာသူမိဘဆွေမျိုးတွေကပါစွန့်ပယ်ထားကြတာတော်မသိဘူးလားတော်လက်တည်းကဆူလာနှဘာတို့လည်းသူ့ချန်နေရပါတုတ်မြူသွားပြီအဲ အိမ်ရောက်တော့ကိုရင်ထွန်းခင်ဒေါ်မိုးအကြောင်းသူ့အမေကိုမေးရာတရွာလုံးတစ်မျိုးလုံးဆွပစ်ခံရတဲ့ဒေါ်မိုးဟာမင်းငငယ်ကအမေတငယ်ချင်းကွဲ့ရွာမှာလှဆုံးအပြင်းဆုံးတကြီးသမီးလည်းဖြစ်တော့ကိုနောင်ကိုင်လေးပေါ့ကွယ်ပြီးတော့မာနာလေးလည်းရှိလာတာပေါ့မမိုးကိုကျွေးငယ်ရွာအသက်ဆက်ပိုင်ရှင်ကိုတောင်းကကြိုက်လို့တဲ့မိုးတော်တော့မယူဘူးမြို့သားမှလက်ထက်မှာ အဲ့လိုနဲ့မမို့မြို့တက်ပြီးဆက်ကြောင်းတက်သွားလိုက်တာတနေ့နေတော့ရွာကိုပြန်လာတော့လင်းကောင်မပေါ်တဲ့ဘိုက်တစ်လုံးနဲ့ဒါကိုသူ့ဘေတကြီးကဒေါသထွက်ပြီးငါမျက်နှာကိုအိုးမဲတုတ်တဲ့ခွေးမသူ့မျက်နှာမကြည့်ချင်ဘူးအိမ်မောင်တက်ခဲနဲ့မာနာကြီးတဲ့ရွာတွေကသူ့အမျိုးတွေလဲသူ့အတွက်အရှက်ရကြတာပေါ့ဆွေမျိုးတွေကကလေးမယူဖို့ပြောတော့ကျမမိုက်ပြစ်ကိုဘာမှအပြစ်မရှိတဲ့ကလေးရတစားကန်ဖြစ်မခံရဘူး ကျမအချက်ကိုခလေးတက်နဲ့မလဲဘူးသူ့ဖေကသူ့ရွာနောက်တင်းချန်းကုန်းနဲ့မနေမဝေကြံကြီးထဲမှာတဲနေထားတယ်ရွာကျက်တည်းရုပ်တယ်ရွာထဲကမိန်းကလေးတွေအတွက် နောင်တာမျိုးတွေမလောက်အောင်ဆံပြအဖြစ်ကျင်ထားတာပေါ့ဒါထက်သူ့မွေးတဲ့ကလေးကသူ့ရွာမှာလက်တည်းကရွာကုန်ဖြတ်တယ်ရှက်တယ်မမွေးပေးဘူးဆိုလို့မြို့တက်မွေးတာဒါပေမဲ့ကလေးကအဖက်မတင်လို့သူ့ပဲရွာပြန်လာတယ်အဲ့ဒီတော့အမေတို့အပြိုအရွယ်သူ့အတွက် ချားရွာကဲ့ရဲ့ခံရတာပေါ့ပလို့ရရွာသူတွေတဲ့ညာလွဲတာပဲမမိုးကတော့သူ့အဖေထားတဲ့ဒီချဲကြီးထဲမှာနေပြီးစားပင်ဆိုင်ငါလူမိမကိုအဖေတက်မဖြစ်တာကံကောင်းကြက်ဝက်မွေးမြူရေးတွေလှုပ်လို့ဖြစ်လာတဲ့ဟင်းသီးဟိရွက်တွေကိုရွာထဲကလူတွေမသတိလို့မစားကြတော့မျိုးစင်းမှာဈေးနေကံပြီးဖောက်တယ်သွင်းရတာပေါ့ရွာကညည်းစီမှာမဝယ်လို့လာသွင်းတာများဈေးပုံမတောင်းနဲ့ညည်းချောင်းသိတယ် ဘလို့ကြီးရွာမှာငါးမိတ်ဆွေရှိတယ်။ဟုတ်ဟုတ်ကဲ့ပါ။အချို့ယောက်ျားများရဲ့အဆောက်အခံရပါမယ်။သူ့ဘဝကိုသူ့ပဲပြစ်ပေးခဲ့တဲ့ချမ်းမှာတန်တန်ရှင်းရှင်းနေတယ်။ညလာခဲ့မယ်ဟိဟိ။ချမ်းနဲ့ဘာလာလောက်တာလဲသွား။နောက်ပိုင်းသူ့ဘဝလုံခြုံရေးအတွက်ချမ်းနဲ့ကခွေးစိုးတွေမွေးထားတော့ခုချိန်ထိပေါ့။ရန်လုံးနဲ့ရန်တိုင်းမင်းတို့ဒီနေ့မဲသားကျွေးရမယ်။တခါလေမေသူ့ချန်နဲ့သွားပြီး မမိုးရင်ငါ့ရင်တော့လားနေပါ၏ငါစီညီးပဲလာတယ်ငါခြံထဲမှာပဲပျော်ပါပြီခုလိုပြောတာကိုပဲငါသိတ်ဝမ်းသာတာဒေါ်မိုးဘွားဟာခုချိန်တနာစရာပါ ရွာထဲကအချို့လူတွေကသူ့ကိုနှိမ်ချပြောဆိုတော့ဒါသမီးရှိတဲ့မိပါတယ်သူတို့သမီးကိုမမိုးဥမာပေးပြီးဆုံးမနေကြတော့ခုမိန်းကလေးတွေကမမိုးကိုလှန့်နေရွှေရှာနေတာပေါ့ဒေါ်မိုးရဲ့သူ့အမဲတစ်စက်ဟာ ူဘွားတစ်လျှောက်လုံးလူတကာနှိမ့်ကြအပြစ်ကျင်ပြောဆိုခံနေရတာသနာစရာထောင်ကြတာကမှအကန့်အသတ်နဲ့ခုဟာဘဝတသက်တာလုံးညနေထုံးခင်ကောင်းတို့ခေါင်းတို့အိမ်သွားထုံးလေးရေခဏနေပါဦးပြောစရာရှိလို့ထုံးလေးကိုမိခါဦးကရောက်တာနဲ့ထုရိုက်နိုင်စားပြီးထုံးလေးမြို့ပြန်သွားတယ်နဲ့ရွာမှာမြို့ကရောက်လာတဲ့ကြောက်စရာလေးကိုသက်ခိုင်နဲ့ညနေတိုင်းစာအုပ်လေးတွေအလဲအလဲလှုပ်လို့ပြုံးလို့ရွှင်လို့ဟိ သွားမယ်။အေးကြားရတဲ့စကားစိတ်ညစ်စရာပါလားခေါဦးရေ။ဒီကိစ္စငါ့ကိုဖုံးလာတယ်ခုပဲသွားမင်းမယ်။ထိုကိစ္စထုံးငင်ခေါဦးကမေးရ။ဟုတ်တယ်စာအုပ်ချင်းလဲဖတ်တာ။ဟာငါရွာစာကြည့်တဲ့အတွက်စာအုပ်တွေမြို့ဝတဲလာတာဖတ်ပါလားဒီစရာလေးစာအုပ်မှာ။အိုးတကယ်တမ်းစာဖတ်ကောင်းလာတော့အဲ့ဒီစာကြည့်ရက်ကစာအုပ်တွေဖတ်လို့ကုန်ပြီ။ တော်ပေးထားတဲ့ဝတ္ထုတွေနဲ့သူ့စာအုပ်အလဲလဲဖတ်ရတာပေါ့နောက်ပြီး तू ကမြို့ကနေစာအုပ်တွေရွာသေးလာတော့အလဲလဲလှုပ်ပြီးဖတ်ကြတာပေါ့ဒီဆရာလေးကိုငါတွေ့ကျင်တယ်ဒီအချိန်ဆို तू ဥတော်ရင်မှရှိလိမ့်မယ်သွားပါလားထုံးကေဥတော်ရင်သွားရထုံးကေပါလားဒီမှာအတော်ပဲမိတ်ဆက်ပေးမလို့ဆရာလေး तू ကထုံးကေနဲ့ရွာမှာ तू ဥဆောင်ပြီးစာကြည့်လိုက်တွေဓာတ်တွေလှုပ်ခဲ့တာပေါ့ တို့ဓာတ်ဆရာလေးမောင်သက်ခိုင်းနဲ့ကျောင်းပင်ရွာကျိုးလဲကူးလုတ်ပေးတယ်တွေ့ရတာဝမ်းသာပါတယ်တွေ့ရတာဝမ်းသာပါတယ်ဆရာခုလဲရွာမှာဝါးတွေပေါနေတာလဟတ်တက်မဖြစ်အောင် ရွာလူတွေလဲဝင်ဝင်တိုးအောင်မြို့တက်စည်းဝါးပြည့်ရောင်းနိုင်ဖို့မြင့်ကျင်လုံးကြီးပြပြနေတယ်ဟုတ်တယ်ကိုထွန်းခင်ကျွန်တော်လဲအညာမှာမြင့်ကျင်လုပ်ငန်းလေးလေ့လာပြီးဒီလိုဝါးပေါတဲ့ရွာလေးမှာ ဖြစ်ထိုးမှာပဲဆိုပြီးရွာလူတိုင်းကိုပြပြနေတာအရင်ကမြို့နဲ့ ရွာကယထားလည်းမရှိလို့ဒုက္ခရှိပေမဲ့ခုကိုရင်တို့ငယ်ရတရားချင်းနဲ့ရွာလဲလေးရှိလို့သွားရလာရဲ့အဆင်ပြေပြီပဲလုတ်တဲ့နေကျွန်တော်တို့ရွာလေးကိုခုလိုစီးပွားရေးတွတ်တက်အောင်ကြံဆောင်ပေးတဲ့ဆရာလေးကိုချက်ချင်းပဲလေးစားသွားပါပြီကျွန်တော်လည်းကိုထုံးငယ်အကြောင်းရွာလူတွေပြောပြထားလို့မမြင်ခင်ကတည်းကလေးစားနေတာဤသို့ဖြင့်ကိုရင်တို့ငယ်နဲ့ဆရာလေးတို့ကင်းမြင်သွားကြကရက်ရွာကောင်းကျိုးကိုအမြဲတိုင်မင်းနေကြ၏ ရွာဘရားဝဲဒီနေ့ပိုစီကားအောင်ကျင်းပါရမယ်။ထို့ကြောင့်ခါဦးကပြောလိုက်ချင်းဆရာလေးနဲ့မတွေ့ခင်ကသူ့ခါဦးနဲ့ဆရာလေးကိုထင်လွဲချင်းချင်းခုတွေ့တော့သူနဲ့ဆရာလေးတို့ဆွဲရွက်လို့တဘူးရွဲ့ရွဲ့ငါကနေတော့ဝိဓုစာအုပ်တွေကရီးစားစာတွေလဲတယ်လှုပ်တယ်အောင့်မေ့တာ။ "तू ကတို့ရွာကောင်းကျိုးတကယ်လှုပ်တာပဲ။မြို့မှာသူ့ချစ်သူရှိတာလဲပုံဝင်လင်းလင်းပြောတယ်။ဒါတဲ့နေချိန်ဆွဲချင်းလှုပ်နေတယ်ဘယ်သူသိမေးတာလဲ။" ဆရာလေးပဲပေါ့ခါဦးတို့မင်းကလေးတွေအိမ်မနေရင်ပုံဝင်ဝင်ရအောင်အလုပ်လုပ်ပါလားသူတင်ပေးမယ်တဲ့ရွာမှာဂျိမ်းမင်းတွေပေါ်တော့ဂျိမ်းချင်းလေးတွေလောက်မြို့ဟာဈေးဆိုင်သူတွင်းပေးမယ်ဆိုလို့ရွာမင်းကလေးတိုင်းလုံနေကြပြီတော့ကျုပ်တို့အရင်လိုနေ့တိုင်းဗီဒီယိုမကြည့်ပဲဂျိမ်းချင်းတွေလောက်ကြတာဝင်ဝင်တိုးတယ်တော့ငါလည်းမနေ့ဖန်မြို့ပြောင်းအောင်မယ်နေဦးပါအောင်မရွာကိုပြန်လာမယ်နော်ဟုတ်ကိုရင်ထွန်းခင်ရွာမမြို့သူအပြန် ခါဦးထုံးစံအတိုင်းရွာထိပ်ထိလိုက်ပို့ရသွားပြီခါဦးရင်မြို့ရောက်တော့ထုံးခင်လှုပ်အားရင်စာအုပ်တန်းသို့သွားကခါဦးဘက်ဖို့စိုက်ပျိုးရေးမွေးမြူရေးစာအုပ်လေးတွေဝယ်ပေးရမယ်နှွေဦးပေါက်တော့ထုံးခင်ရွာသို့လာရကထိုးစင်ဟဲဒေါ်မိုးနဲ့ဆရာလေးဘဲဦးဒေါ်မိုးသူ့ချိန်ဆဲခြင်းနဲ့မြို့ဝဈေးကိုသွားသွဲမှာမို့ထမ်းမိလိုက်ပို့ပေးတာဟိုးဟိုး လူကြီးသူမဆိုတာကိုညီရတယ်လေအေးကွယ်ဒေါ်မိုးလဲကျွန်တော်ကျိန်ဆွဲခြင်းလုပ်တဲ့ပညာသင်ပေးလို့ခုတနေ့၅လုံးလောက်ပြီးတယ်တဲ့သွားပြီကိုထုံးခင်မြို့သွားမယ်ကားကြီးကရှစ်ခလလလာမှာပဲဆိုတော့ငါဒီပြောက်ကနေဆရာလေးလာစောင့်ပြီးဒေါ်မိုးအကြောင်းပြောရမယ်ခဏကြာကိုထုံးခင်တက်ပြောက်မှာဘသူ့ကိုဆောင့်ဆရာလေးကိုပဲပြောစရာရှိလို့ဆရာလေးကဒေါ်မိုးအကြောင်းပြောပြရာ ီကိစ္စဥတော်ပြောလို့သိပြီးပါပြီ။တရားလုံးကသူ့ကိုကျင်နာကြလို့ဆရာလေးတိအောင်ပြပြတာပါ။သမီးရှင်တွေအတွက်ဒေါ်မိုးအဖြစ်အဥမာပေးဆုံးမစရာဖြစ်ရာကအခုသူဆုံးသွားတာဥမာပေးပြောဆို ဆုံးမနေဦးကြပါဦးမှာပဲလေ။ဒါမဲ့ဒေါ်မိုးခုရီသူတို့မခွန်ပြောဆက်ဆံလုပ်ကြတာရွာလူတွေအမှားဖြစ်နေပြီ။ဘာဖြစ်လို့ဒီရွာကလဲပဲအားထားဆိုင်ကြတာ။ အသေးရွယ်ဆိုလို့ဒေါ်မိုးချံမှာပဲရှိတာဒါတော့ဒေါ်မိုးမဆက်မဖန်ပြောမစို့ဝဲကြတော့ရွာတဲ့ဈေးလေရောက်နေဒေါ်စိုးကရွာလူတွေမသိအောင်ဒေါ်မိုးချံနဲ့ကအသေးရွယ်တွေဝဲရွာတော့မျိုးစေးရဝဲပြီးရောင်းတယ်လို့ပြောတော့ရွာသားတွေဈေးကြီးပဲဝယ်စားရပြီးဒေါ်စိုးကလွတ်ဖြစ်သွားတာပေါ့ဟုတ်သားပဲဒါတဲ့ကိုရင်ထုတ်ခင်ကိုပြောရအောင်မေလကိုရင်မျိုးလေးတစ်မျိုးမှာကျွန်တော်လေတန်းပြဆရာအဖြစ်ရာထူးတို့ပြောရမယ်ဗျာ ခေတံမကြသေးဘူးပြောရမယ်ဆိုတော့ဝမ်းနေလိုက်တာဗျာကျွန်တော်လည်းကိုရင်ထုံးငင်လို့ပါပဲတပတ်ကအเจ้าမရွာလူတွေနဲ့နှုတ်ဆက်စကားပြောပွဲလေးလုပ်မလို့ကိုရင်ထုံးငင်လာခဲ့ပါလားဗျာလာမှာပေါ့ရွာဦးတော့စေနာထားတဲ့ဆရာလေးကိုနှမျောဝမ်းနေနေကြမှာပဲတကယ်လေရွာမှာလူများဆရာလေးပြောင်းရမယ်ဆိုရွေးဝမ်းနေကြ යි ခါဦးတို့ကတော့သူတင်ပေးတဲ့ကြင်ချင်းလှုပ်လှုပ်တိုင်းသူ့ကိုသတိရနေမှာပါတော့ ဒါပေါ့ဟာဦးတောင်းကလည်းသူ့နေပေးတဲ့အတိုင်းမြင့်ကျင်လုပ်ငန်းလုပ်တာအောင်မြင်မှသူကအလုပ်ပြောင်းရတယ်ငါနှမျောတယ်ကွာအစားဒီလိုမှန်းသိရင်သူဒီရွာမပြောင်းနိုင်အောင်ငါနှမအပြိုကြီးမက်စီနဲ့အတင်ပေးစားလိုက်ပါရဲ့ဟဲ့စာကြည့်တိုင်းမူပေးမေးရလဲသူမြို့ပြန်ရွာစာကြည့်တိုင်းအတွက်စာအုပ်တွေလူကံပြီးတဲလာပေးတာခုတော့အားကိုးစရာလျော့သွားတာပေါ့ ဆရာလေးနှုတ်ဆက်ပွဲတွင်ထုံးခင်ခါဦးတို့လည်းတက်ရောက်ခါဆရာလေးအတွက်ကြည်ကျော်ပစိုးလက်ဆောင်မယူလို့မရဘူးဆရာအားနာစရာဗျာနှုတ်ဆက်ပွဲတွင်ဆရာလေးကရွာသားများကျွန်တော်ဟာကြောက်ဆရာဦးအောင်ဒေါ်စိန်တို့ရဲ့တူဦးသောသားဆိုပေမဲ့မွေးစားသားပါအဲ့ဒီတော့ကမွေးစားမေဆေးုံမှာကလေးမွေးရင်ကလေးကအဖက်မတင် မွေးစားမေကလည်းတာယူယူတာတာ ားလေးကိုကြည့်ချင်တယ်။အဲ့ဒီအချိန်ကလေးချင်းကရက်ကကျွန်တော်မွေးတဲ့အမေဟာငါဒီကလေးကိုရွာခေါ်သွားရင်ငါနဲ့အတူရွာတစ်သက်လုံးသူ့ဘာနှိမ်ကြတော့မယ်။မွေးစားဖေဖြစ်မဲ့ကြောက်ဆရာကြီးကိုကလေးလေးပေးပြီးဝမ်းသာလိုက်တာဗျာ။ကောင်းမွန်မွေးမှာပါ။တားလေးကိုကျမနေတဲ့ရွာလေးမှာကောင်းကျိုးပြုမဲ့ကြောက်ဆရာလေးဖြစ်အောင်ပညာသင်ပေးပါဆရာကြီးရဲ့။စိတ်ချပါ။ဟိဟိ အဲ့ဒါနဲ့ကျွန်တော်မွေးစားမိပါတွေကမွေးမိမိပြောသလိုပညာသင်ပေးပြီးဒီနေရာလေးကိုတောင်းအောင်နဲ့လွှတ်လိုက်တာပါတကယ်တော့ကျွန်တော်မွေးမိမိဟာဒီရွာမှာလူတကာအကဲရဲ့စွန့်ပယ်ခံနေရတဲ့ဒေါ်မိုးပါဟဲဆရာလေးမျိုးတို့အလုပ်ပြောင်းနေနေဒီရွာလုံးရာထိတ်ထိလိုက်ဖို့ကကျွန်တော်မေဒေါ်မိုးကိုလဲကျွန်တော်တာဝန်ကြရမြို့လေးကိုခေါ်သွားပါပြီနောက်နေ့ရေခက်လန်းဝင် အမေရဲ့လူတကာကဲ့ရဲ့ခံနေရတဲ့တိတ်ခါကိုတားကလာပြီးစေးကြောပေးလိုက်တယ်လို့ပဲနော်ငါတခုတော့တွေးမိတယ်ခါဦးရဲ့ဘာများလဲတော့အကယ်၍သာအဲ့ဒီတော့ကဒေါ်မိုးသာသူ့သားကိုလူ့ဘဝထဲမရအောင်ကြိုတင်လုပ်မိရင်တို့ရလေးရဲ့ကောင်းကျိုးတည်ဖို့မဲ့ဆရာလေးကိုတက်ခိုင်းပေါ်လာမှာမဟုတ်ဘူးနော်ခိုးတော့ဒေါ်မိုးမိခင်စိတ်ပိသမှုကြောင့်သူ့ဘဝမဲဆက်ကိုသူ့သားကလာစေးကြောနိုင်တာပေါ့တော့ပြီးပါပြီ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဆရာမိမန်းလေးတောင်ကြီးရဲ့ပရိသတ်တွေအတွက်လဲယူကဂျူကြားဂျူကြားလေးတွေဖတ်ပြပေးမှာမလို့အားပေးလို့ရပါတယ်ရှင်။အားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာနဲ့အနာရောဂါကင်းရှင်းပြီးတော့ဒုက္ခခက်ခဲပေါင်းမှကင်းကျင်းကြပါစေ။ကျမကတော့စာရေးစာဖတ်သူယူပါရှင်။မှာကုန်ပါပြီ။